Great Wall Hotel မှာခင်မွန်းတဲ့နဲ့ကလေးနှစ်ယောက်ကိုအချိန်မီကတင်ခွင့်မရခဲ့တဲ့အပြင်ကြောက်ဆိုင်တွေပါပျောက်နေတဲ့မနှင်းနှင်းရွှေပရိသတ်များလုံးမဲ့မင်္ဂလာပါဘင်းအောင် page လေးကနေကြွစလိုက်ပါတယ်။မနှလေးက Great Wall Hotel ကငလျင်တန်းကိုခလိုင်းရတဲ့ hotel ဖြစ်ပြီး hotel ထဲမှာပိတ်မိနေတဲ့သူတွေကအများကြီးရှိခဲ့တာပါ။မနှင်းနှင်းရွှေဆိုတဲ့မျိုးသမီးကခင်မွန်းဖြစ်သူသမီးနှစ်ယောက်နဲ့အိမ်ကိုမင်းကလေးတို့ hotel ထဲမှာပိတ်မိနေကြတာကိုရှာဖွေပေးဖို့အတွက်နီလာမျိုးမျိုးနဲ့တောင်းဆိုခဲ့တဲ့သူပါ။မနှင်းနှင်းရွှေဟာ hotel ရှိမှလောင်းချပြီးတော့ရှာဖွေကဲဆဲရေးကိုခွင့်ပြုပေးဖို့အတွက်တောင်းဆိုခဲ့ ပေမဲ့လည်းဟိုတယ်ဘက်ကရှောက်ဖွေခွင့်လုံးဝခွင့်မပြုခဲ့ပါဘူး။ မလ28ရက်နေ့ကလေးကသူ့ရဲ့ခင်မောတမီးနှစ်ယောက်နဲ့အိမ်ကိုမိန်းကလေးတို့ဟာဟိုတယ်မှာပိတ်မိနေခဲ့ပြီးဧပြီလ10ရက်နေ့ညနေမှာတော့ပြန်တွေ့ခဲ့တာကြောင့်အချိန်လွန်သွားပြီးအလုံးကကွယ်လွန်နေပါပြီအခြားအဆောက်အဦတွေကရှောက်ဖွေရေးကိုချက်ချင်းခွင့်ပြုပေးမယ်လေဒီဟိုတယ်ကတော့ရတ်တော်ကြမှာသာခွင့်ပြုပေးတာကြောင့်ပြန်တွေ့သူအများစုကအသက်မရှင်ကြတော့ပါဘူးမန်နေနေရွှေရဲခင်မောနဲ့တမီးတွေကိုပြန်တွေ့ထားတဲ့အခါရုံလောင်းတွေကကွယ်လွန်ထားတာမကြသေးတဲ့အနေထားဖြစ်နေခဲ့ပြီးဒီထက်ဆော့ဆော့သာရှောက်ဖွေနိုင်ခဲ့ရင်အသက်ရှင်နိုင်မှာဖြစ်ပါတယ် ရတော်ကြတဲ့အထိတောက်ခံထားနိုင်ခဲ့ပေမဲ့လည်းအစားအစာမရအောက်ဆီဂျင်မရတဲ့အဆောင်အပြုတ်ပြတ်ထဲမှာ73ရက်ကြာတဲ့အထိပြိမိနေလို့အသက်မရှင်နိုင်တော့ပါဘူး ဧပြီလ30ရက်နေ့မှာသူတို့ရဲ့မင်္ဂလာသက်တမ်း၈နှစ်ပြည့်မှာဖြစ်ပြီးရင်ကွယ်မတက်ခံစားနေရပါတယ်။ပိုပြီးစိတ်ထိခိုက်စရာကောင်းတာကတော့မနင်းနေ့ရွှေတော်ပါလာတဲ့တံမိုးကြီးကြောက်စင်းတွေကိုပြန်မရလိုက်တာဖြစ်ပါတယ်။မနင်းနေ့ရွှေရဲ့မိသားစုဝင်တွေကွယ်လွန်ခဲ့ရတာကြောင့်ဟိုတယ်ဘက်ကတော့နင်နာကြီးပြေဖို့အတွက်ကန့်လန့်ထားပါတယ်။ဒါပေမဲ့မနင်းနေ့ရွှေကတော့နင်နာကြီးကိုလုံးဝလက်မခံဘဲသူ့ရဲ့ကြောက်စင်းတွေကိုပဲပြန်ပေးဖို့အတွက်တောင်းဆိုထားတာပေါ့။ငလျင်ကြောင့်မနင်းနေ့ရွှေတယောက်တည်းဂျိုင်းရင်ခဲ့ရတဲ့အပြင်တံမိုးကြီးရဲ့ကြောက်စင်းတွေကိုပါပြန်မရသေးပါဘူး။မနင်းနေ့ရွှေဟာသူ့အမျိုးသားရဲ့အိတ်ထဲမှာ ပါသွားတဲ့တမိုးကြီးကျောက်စိမ့်တွေကအကုန်ပြန်မရတာကြောင့်သူ့အတွက်တော့ယူကြုံမရဖြစ်နေရတာပေါ့။မန္တလေးရွှေဟာလူလဲဆုံးပစ္စည်းလဲဆုံးဖြစ်နေပြီးကျောက်စိမ့်လေးတွေကိုတော့ပြန်ရချင်နေပါတယ်။အိတ်ထဲမှာပါသွားတဲ့ကျောက်စိမ့်တွေကတမိုးလဲကြည့်ပြီးသူ့ရဲ့ခင်မောတဲ့ရဲ့ချွေးစာနဲ့ရှောက်ဖေးထားရတာဖြစ်ပါတယ်။ အနေနဲ့ရွှေကကွယ်လွန်သွားတဲ့ခင်မုန်းနဲ့ကလေးတွေကိုကောင်းမှုကုသိုလ်ပြုလုပ်ပေးချင်တာကြောင့်ကြောက်တွေပါတဲ့အိတ်ကိုရအောင်ရှာပေးဖို့အတွက်ဟိုတယ်ကိုပြောခဲ့ပါတယ်။နာယေးကိစ္စနဲ့အလုံများနေတာကြောင့်ကြောက်စိမ့်ပါတဲ့အိတ်ကိုချက်ချင်းမရှာနိုင်ခဲ့ပါဘူး။နာယေးကိစ္စတွေပြီးသွားတဲ့နောက်မှာမနေနဲ့ရွှေကအိတ်ထဲကအဝတ်စားတချို့နဲ့လက်ဆောင်ပေးမဲ့ကြောက်စိမ့်ပစ္စည်းအနည်းငယ်သာဟိုတယ်ကနေပြန်ရခဲ့တာပေါ့။တမိုးကြီးတဲ့ကြောက်စိမ့်ကတော့လုံးဝပြန်မရပဲဘယ်နေရာမှာရောက်နေမှန်းကိုလည်းမသိသေးပါဘူး။ မန္တလေးရွှေကခမောတဲရှောက်ဖေးခဲ့တဲ့ပစ္စည်းလေးတွေကိုတော့အမှတ်တရဖြစ်ပြန်လည်လိုချင်နေတာပေါ့ခမောတဲနဲ့ကလေးနှစ်ယောက်ကိုတပြိုင်တည်းဆုံးရှုံးထားရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ရင်ထဲကိုကိုချင်းစားပေးစေလိုပြီးသူ့အတွက်နင့်နာချေလည်းမယူချင်ပဲကြောက်စိမ့်ပဲပြန်ရချင်တာပေါ့မန္တလေးရွှေကငိုစရာမျက်ရည်မရှိတော့လောက်အောင်ငိုခဲရပြီးဖြစ်ပေမဲ့လည်းအခုတော့ကြောက်စိမ့်တွေကဘယ်နေရာကိုရောက်နေမှမသိတာကြောင့်ယူထားတဲ့သူရှင်းရင်လည်းပြန်ပေးဖို့အတွက်တောင်းဆိုထားပါတယ် ခင်မွန်နဲ့တမီးနှစ်ယောက်ကိုတပြိုင်နက်ဆုံးရှုံးလိုက်ရုံသာမကခင်မွန်တန်ရဲ့ချွေးနဲ့စားနဲ့ရှာထားတဲ့ကြောက်စင်းတွေကိုပါပြန်မရတဲ့မနေ့နေ့ရွှေကိုတော့အားလုံးကကိုချင်းစားနေကြပါတယ်မနေ့နေ့ရွှေအတွက် office ကလေးတွေကိုခမမရေးသားပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်ဒီအတိုင်းအတွက်ပျော်ရွှင်ပါစေ